ယူကရိန်းစစ်ပွဲမှာရုရှားကိုအဓိကကူညီပါပိုးပေးနေသူတယောက်ဖြစ်ကြောင်းကံပြောကြောင်းယူကရိန်းကိုတိုက်ခိုက်နေတဲ့စစ်ပွဲမှာရုရှားကိုအဓိကကူညီပတ်ပိုးနေတဲ့နိုင်ငံဟာတယောက်နိုင်ငံဖြစ်တယ်လို့အမေရိကန်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးတမ်မီဘရုကအေဘီလာရှီရဲ့ဝါရှင်တန်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုဒါနယူးယောက်တိုင်းသတင်းမှာဖော်ပြထားပါတယ် ယူကရိန်းစစ်မြေပြင်မှာရုရှားတပ်တွေဘက်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသားစစ်သား၂ဦးကိုယူကရိန်းကဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုအမေရိကန်အနေနဲ့သိထားပြီးဖြစ်တယ်လို့တမ်မီဘရုကဆိုပါတယ်။ရုရှားစစ်တပ်အတွင်းတရုတ်စစ်သားအရေးအတွက်ကပုံများနေတာကိုတွေ့ရကြောင်းတမ်မီဘရုကဆိုပါတယ်။ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့စစ်ပွဲမှာရုရှားဘက်ကနေမြောက်ကိုရီးယားတပ်သားတွေတမကတရုတ်ပြည်ပါပါဝင်လာတာဟာစိုးရိမ်စရာအခြေအနေဖြစ်တယ်လို့တမ်မီဘရုကပြောပါတယ်။ ရုရှားအနေနဲ့ယူကရိန်းကိုဆက်လက်တိုက်ခိုက်နိုင်ဖို့စစ်လက်နက်တွေထုတ်လုပ်နေနိုင်ဖို့လိုသလိုအစိုးရလက်နက်တွေထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်နေတဲ့ပစ္စည်း80ရာခိုင်နှုန်းနီးပါးဟာတရုတ်နိုင်ငံကလာလာဖြစ်တယ်လို့လည်းအမေရိကန်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးတမ်မီဘရုကပြောသွားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။